သူများရဲ့စစ်တပ်ရေးသားကိုလူယူတာကြောင့် Novo ရဲ့ဓာတ်လိုစနိုက်ပရင်မာကြီးပွဲကိုခံယူသွားတဲ့ယွန်ယွန်ပြည်သူများလုံးမမင်္ဂလာပါရှင် Igris Diary ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံကလူတွေကြားထဲမှာစနိုက်ပရင်မာကြီးဖြစ်နာမည်ကြီးခဲ့တာကတော့ Novo ရဲ့ဓာတ်ပါကရင်တိုင်းရင်းသူမင်းသမီးလေး Novo ရဲ့ဓာတ်ကရိုးသားဖြူစင်တဲ့ရုပ်ရည်လေးနဲ့ ခင်မမထားစရာသူများပိုင်ဆိုင်တာကိုမှလူတက်တဲ့စိတ်တဘောရာကြောင့်ဝေဖန်မှုတွေမြင့်တက်နေရဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ Norfolk ရဲ့ဓာတ်ဓာတ်တောင်စနိုက်ကျော်ရဲ့နေရာမှာပို့ပြီးတော့ဆင်ရကြတဲ့အတွက်ဘရင်မာကြီးပွဲကိုတောင်ခံယူသွားခဲ့ရတာကတော့ယွန်းယွန်းပဲဖြစ်ပါတယ်။ယွန်းယွန်းကအလွန်တည်တဲ့အတိုင်းကလေးတယောက်ဆောင်ဘဝကလေးကအားပေးခဲ့ရတာဖြစ်ပြီးယိုသားဖြူစင်တလူလူလေးနဲ့ဟန်ဆောင်ပြနေခဲ့ရဖြစ်ပါတယ်။ဒီမရဲ့အပေါ်ရန်ဟန်ဆောင်မှုတွေကတော်တော်လေးကိုကြီးမားခဲ့ပြီးတော့နောက်ကွယ်မှာတော့အထင်မှားတဲ့ကြောက်စရာကောင်းတဲ့အလုပ်တွေကိုလုပ်ကြ နေခဲ့တာဖြစ်ပါတယ်။ပထမတစ်ကောက်တုန်းကလည်းအစီအစဉ်တစ်ခုမှာမင်းသားတယောက်နဲ့အတူတရုတ်ဆောင်ရင်းနဲ့ချစ်သူရှီမန်းသေးလျက်နဲ့ပေါ်တင်ကြီးကိုလူယူသွားခဲ့တာဖြစ်ပါတယ်။အရင်ချိန်တုန်းကတော့သူမကငယ်သေးလို့အမားကိုကျူးလွန်မိတာပါဆိုပြီးဟိုဒီဒီလျှောက်ပြောကပန်းနုသွေးဆက်ခင်းခဲ့ပါတယ်။ဒါပေမဲ့အခုတကောက်မှာတော့ချစ်သူရီစာရှင်မန်တိပါလီရဲ့နဲ့ပေါ်တင်ကြီးကိုစနိုက်ခဲ့ရဖြစ်ပါတယ်။နိုင်ငံကျော်ကြောက်တထေးကြီးပါဆိုပြီးတော့သူမရဲ့ချစ်သူရီစာဖြစ်ထုတ်ကြွားနေတဲ့ကောင်လေးကတကယ်တော့သူမရဲ့လက်ထဲကနေလူယူလာခဲ့သူပဲဖြစ်ပါတယ်။ အရင်ကြောင့်တထေကြီးကိုတန်းစင်ကလက်ထပ်ဖို့ထိယူရထားတဲ့ချစ်သူတတန်း10နှစ်ကျော်ကြာပြီဖြစ်တဲ့ကောင်မလေးရှိပါတယ်။ဒါကိုရုံရုံကသိရှိခဲ့ပေမဲ့လည်းဒီကြောင့်တထေကြီးကိုတော့အပိုင်သိမ်းမယ်ဆိုပြီးတော့ဂျားလေးကနေမရရအောင်ဝင်ပြီးတော့လုခဲ့တာပါ။နောက်ဆုံးမှာတော့ကြောက်တထေကြီးကလည်းအရင်ကချစ်ခဲ့တာတွေကိုမထောက်ထားပဲချစ်သူတတန်း10နှစ်ကျော်ကြာနေပြီဖြစ်တဲ့ကောင်မလေးကိုထားပစ်ခဲ့ပါတယ်။အဲဒီနောက်သူတို့တွေကမသိအောင်ခိုးတွဲနေကြတာဖြစ်ပြီးတော့နိုင်ငံကျော်အကယ်ဒမီမင်းသမီးဆိုတဲ့ဂုံကိုမှမထောက် မလိုက်ဖက်အောင်ရှက်စရာကောင်းတဲ့လောက်ရက်တွေကိုလုတ်ကင်နေကြရဖြစ်ပါတယ်။နောက်ပိုင်းမှာလည်းသူမတို့ကရှက်စရာကိစ္စတွေကိုဘယ်သူမှမသိတော့ဘူးအထင်နဲ့ဆိုရှယ်မီဒီယာမှာဂုံယူဝင်ကြွားစွာနဲ့ထုတ်ကြွားနေကြတာပါ။အခုတော့အဲ့ဒီထုတ်ကြွားမှုတွေကလည်းသူများရဲ့ပိုင်ဆိုင်တဲ့အရာကိုအပေါ်ယဟန်ဆောင်ပြီးတော့လွတ်ယူထားတာဖြစ်ကြောင်းပေါ်ထွက်လွတ်လာခဲ့ပါတယ်။ ယင်းဤရဲ့တငယ်ချင်းတွေရဲ့ဖော်ထုတ်ချက်အရဒီအကြောင်းတွေကတော့ social media မှာပြန့်နှံ့နေပြီဖြစ်ပြီးယွန်းယွန်းတယောက်အဆက်ကွဲနေရပါတယ်ယွန်းယွန်းကသူမရဲ့အနေအထားကြီးနဲ့တခြားသောမင်းသားတွေတထေးသားတွေကိုရွေးချယ်လို့ရပါလျက်နဲ့အခုလိုမျိုးသူများပိုင်ဆိုင်တဲ့အရာတွေကိုမှလူယူတတ်တာကတော့တော်တော်လေးစိတ်မကောင်းစရာပါသူမရဲ့ငယ်ရွယ်နှုတ်ပြမှုတွေအောင်မြင်မှုတွေနဲ့သာဆိုရင်ဒီတတ်မှတ်ကအများကြီးတာလွန်တဲ့ယောက်ျားတယောက်ကိုရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ယွန်းယွန်းကတော့အဲ့ဒီလိုအရာတွေကိုမစင်စားပဲသူများပိုင်ဆိုင်တဲ့အရာတွေကိုလိုက်ပြီးတော့မှစနိုက်ချင်နေရ ဲ့အတွက်နောက်ဆုံးမှာတော့သူမနဲ့ထိုက်တန်တဲ့ဝေဖန်မှုတွေပြစ်တင်မှုတွေကိုပဲရရှိခံစားနေရပါတယ်။ Novoron ကလည်းဒီလိုပဲချစ်သူတန်တန်း10နှစ်ကျော်ကြာနေပြီဖြစ်တဲ့ဇုံတွဲတွေကိုပဲလိုက်ပြီးဆနိုင်နေတတ်ပြီးအခုယွန်းယွန်းကတော့သူမထပ်ပို့ပြီးတော့ဆရာကြာအောင်ထုတ်ပြောလာခဲ့ပါတယ်။ဘလိုဝဲဖြစ်ဖြစ်နေအောင်စလုံးကတော့ယုတ်ကလေးတနာကမားနေအခုလလုံးရက်တွေကိုလုံနေကြတာဖြစ်တဲ့အတွက်နောက်ဆိုရင်တော့ယုတ်ချောတဲ့မိန်းကလေးတွေကိုတတိထားရမလို့ဖြစ်နေပါဗျ။ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောသူများချစ်သူရေးစားကိုစနိုက်ကြော်တတ်တဲ့ Novo ရဲ့ဌာပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုပြောသွားကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။